လမ်းဘေးမှာဂုံပကာသနမပါဘဲနဲ့မိုဟင်္ဂါစားနေတဲ့ရွှေထူးနဲ့ရွှေမုံရက်တီ ဘရိတ်မြအောင်မဲမင်္ဂလာပေါင်းဘရိတ်ကြီးတို့ရဲ့စိတ်ကူးထဲမှာအနုပညာကျယ်ပွင့်နေရဲ့ဘဝကဘလို့ပုံစံမျိုးရှိမလဲဈေးအကြီးဆုံးစားတောက်ဆန်တွေမှာညစာစာခင့်မိဆုံးကားတွေကိုစီးပြီးလူမြင်ကွင်းထဲကနေအမြဲတမ်းအလှဆုံးထိုင်နေတဲ့ဘဝမျိုးကိုမြင်ရောက်မိကြမှာပါပဲဒါပေမဲ့အဲဒီလိုဆင်မြင့်တွေပေါ်ကနေတာမန်လူတွေရဲ့နှလုံးသားနဲ့အနည်းဆုံးနေရာလေးတစ်ခုဖြစ်တဲ့လမ်းမေးခုံလေးစီကိုဆင်းသက်လာခဲ့တဲ့ဇုံတွဲတူတွေရှိပါတယ်ဟုတ်ပါတယ်အခုတစ်ခေါက်အင်တာနက်ပေါ်မှာပရိသတ်တွေရဲ့ရင်ကိုလှုပ်ခတ်သွားစေခဲ့တဲ့မြင်ကွင်းလေးကတော့ မြန်မာနိုင်ငံရဲ့ထိတ်တန့်အနုပညာရှင်ဆုံးတွဲဖြစ်တဲ့ရွှေထူးနဲ့ရွှေမုံရည်တီတို့ရဲ့ပုံရိပ်တွေပါပဲပလတ်စတစ်ခုံလေးပေါ်မှာဘာဟိတ်ဟန်မှမပပဲမုံဟင်းကားပူပူလေးကိုအတူတူစားသုံးနေတဲ့သူတို့နှစ်ယောက်ရဲ့ပုံကောက်လူမှုကွန်ရက်ပေါ်မှာတဟွန်တို့ပြန့်နှံ့သွားခဲ့ပြီးအားကြောင့်မှုတွေချီချူးမှုတွေနဲ့အတူမိကွန်းတချို့လည်းဖြစ်ပေါ်စေခဲ့ပါတယ် ဒီအကြောင်းအရာကဘာကြောင့်ဒီလောက်ထိလူစိတ်ဝင်စားစရာဖြစ်သွားရတာလဲအဖြေကတော့ရှင်းပါတယ်ရှင်သူတို့နှစ်ဦးစလုံးကတာမန်အနုပညာရှင်တွေမဟုတ်ကြလို့ပါပဲရွှေထူးဆိုတာ RMB လောကရဲ့ဘယင်တဆူလူငယ်တွေရဲ့နှလုံးသားကိုသူ့ရဲ့တချင်းတွေနဲ့တင်ပိုက်ထားနိုင်သူဒါရင်မကတည်းပဲရုပ်ရှင်လောကတွေကိုဝင်ရောက်တဲ့အခါမှာလေအကယ်ဒမီစုကြီးကိုထထိုက်တတန်စုခုနိုင်ခဲ့တဲ့ထူးချွန်တဲ့အနုပညာရှင်တယောက်ပါ ူ့ရဲ့ဇနီးချော်လီရွှေမုံရတီကရောသူမဟာအသက်18နှစ်18နှစ်အရွယ်လေးကလေးကမြမရုပ်ရှင်လောကရဲ့ထိတ်တန့်မင်းသမီးတယောက်ဖြစ်ခိုင်ခိုင်မာမာရတီလာနိုင်ခဲ့ပြီးခင်မွန်းဖြစ်သူနဲ့အတူတနှစ်ထဲမှာပဲအကယ်ဒမီဆုကိုစုခူးရရှိခဲ့တဲ့ရှားပါးတဲ့အရေးချင်းပိုင်ရှင်တယောက်ဖြစ်ပါတယ်ဒီလိုအောင်မြင်မှုတွေရဲ့ထိတ်ဆုံးမှရှိနေတဲ့ရွှေနဲ့ရွှေစုံတွဲကောင် ဘာကြောင့်အဆင့်မြင့်ဟိုတယ်ကြီးတွေနမည်ကြီးစားသောက်ဆိုင်တွေကိုကျော်ပြီးဒီလိုတမန်လမ်းဘေးဆိုင်တွေကိုရွေးချယ်ခဲ့ရလဲတချို့တွေကတော့သူတို့လိုနမည်ကြီးတွေကဒီလိုနေရာမျိုးနဲ့မလိုက်ဖက်ပါဘူးလို့ဝေဖန်နေကြရရှင်ဒါပေမဲ့ဒီလုံးရက်လေးရဲ့နောက်ွယ်မှာပိုပြီးနတ်ဆိုင်တဲ့အထိတ်ပဲတွေရှိနေပါတယ်အမှုပညာလောကဆိုတော့မာယာများပြီးဂုံပကာသနာတွေနဲ့လွှမ်းခြုံထားတဲ့ကမ္ဘာတစ်ခုပေါင်းအောင်မြင်လာတဲ့အခါမှာကိုရက်တည်ခဲ့တဲ့မြေကြီးကိုမေ့သွားခဲ့ပြီးမာနာတိုင်းတွေနဲ့ကိုကိုကိုကာယံထားလိုက်တဲ့သူတွေလည်းဒုနေတည်ပါပဲဒါပေမဲ့ရွှေထူးနဲ့ရွှေမရတီတို့ကတော့သူတို့ဟာလည်းပြိတ္တတီလိုပဲတမန် လူသားတွေဖြစ်တယ်ဆိုတာကိုဒီလုံးရက်လေးနဲ့သက်သေပြလိုက်တာပါ။ တို့နှစ်ယောက်အတွက်အရေးကြီးဆုံးကဘယ်နေရာမှာစားသလဲဆိုတာထက်ဘသူနဲ့တူတူစားသလဲဆိုတာဖြစ်ကြောင်းကိုပြသလိုက်တာပါတကယ်တော့ဒီလိုရိုးရှင်းတဲ့ပျော်ရွှင်မှုမျိုးကမှတို့ရဲ့အချက်ကိုပိုပြီးခိုင်မြဲစေပါတယ်တို့ရဲ့ရိုးရှင်းမှုကဒီတစ်ခွတည်းတော့မဟုတ်ပါဘူးရှင်လက်တလုံးမှာဆိုရင်ဒီစုံတွေကအနည်းပြညာအလုပ်တွေရဲ့ဖြည့်ဆည်းမှုကနေခဏတာလွတ်မြောက်ဖို့အတွက်တောင်ပေါ်မျိုးလေးတစ်မျိုးကရက်ွက်ငယ်လေးမှအိမ်လေးတစ်လုံးဝယ်ပြီးအေးအေးချမ်းချမ်းနေထိုင်နေကြပါတယ်ဒါဟာတို့နှစ်ယောက်အတွက်တော့နေ့ရက်တိုင်းဟာ honeymoon ခီးစဉ်လို့ romantic ဆန်နီမှာအသေးကြပါပဲအခုမုံရင်ကစားနေတဲ့မြင်ကွင်းလေးကလည်းတို့နေထိုင် န်းတဲ့ရက်ကွက်လေးတဲကဆိုင်လေးတစ်ဆိုင်မှာပါဒါဟာဘာကိုပြသနေလဲဆိုတော့သူတို့ဟာအနုပညာရှင်ဘဝရဲ့အခွင့်အရေးကိုခံစားရင်းနဲ့တာမန်လူတယောက်ရဲ့ရိုးရှင်းတဲ့ဘဝနေထိုင်မှုကိုလည်းတန်မိုးချနှစ်သက်တယ်ဆိုတာပါပဲသူတို့ရဲ့အောင်မြင်မှုတွေကသူတို့ကိုမာနထောင်လွှားစေမယ့်အစားပို့ပြီးနှိမ့်ချတတ်အောင်သင်ပေးခဲ့ပုံပါပဲ နီးတဲ့အတွက်တချင်းတွေကိုကိုရင်ရေးပေးတတ်တဲ့ရွှေထူးရဲ့အချစ်တရက်ကိုတရက်အပြန်နဲ့စပုတ်ပေးခဲ့ကြတဲ့သူတို့ရဲ့တန်ရုံးစင်တွေကဒီလိုရိုးရှင်းပွင့်လင်းတဲ့နေထိုင်မှုပုံစံတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ပြည်သက်တွေကဘာကြောင့်သူတို့ကိုဒီလောက်ထိချစ်ခင်အပြည့်နေကြလဲဆိုတော့အဖြေထွက်လာပါတယ်။အခုကြည့်ရှုနေတဲ့သူတွေထဲမှာရောရွှေနဲ့ရွှေရဲ့ပြည်သက်တွေပါလာရှင်အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။